အားလုံးပဲမင်္ဂလာပါရှင်။မကျွန်တော်တရင်ကြနေရဲ့အော်တိုဘားလာ23ရက်နေ့ရူဒူချက်ချင်းကိုတက်ဆောက်ပြရမှာဖြစ်ပါရယ်။ Innoti Data ကစက်တက်နဲ့ရှနီရဲ့စနေပြီးသူစီဂိတ်တွေမှာကွန်ပျူစီတွေကိုတည်ယူခွင့်ပြုထားပြီးဖြစ်ပေမဲ့အရင်ကတည်းကဂျေဘုံမပေးဆောင်နေရတယ်လို့သိရပါရယ်။ကချင်မီနီပညာရေးဆောင်တက်ကတော် KSCU ရဲ့ဆေးပညာသိပ္ပံတက်ကတော်2026ပညာသင်နှစ်အတွက်တက်ကတော်ဝင်ခွင့်ရှောက်တာနိုင်သူတွေကိုအသိပေးကြေညာထားပါရယ်။ ဖကန်ဒေတာကကန်အီထိန်ချုပ်ရာတိုင်6ဘက်ကိုစီကောမရှင်ကလေကြောင်းတိုက်ခိုက်မှုတွေခက်စစိတ်ပြုလုပ်လာပါတယ်။စားရတဲ့တဲ့ရင်ကိုတင်ဆက်ပေးရမှာပါ။ကျမတို့အစီအစဉ်တစ်ဆက်တူမိုင်းနေဖြစ်ပါတယ်။မွန်ရင်ခရိုင်အင်နိုဂျီဒီတာကစစ်တပ်နဲ့ရှန်နီရဲ့စနေပြည်သူစစ်ကေတွေမှာကွန်ပျူစီတွေကိုတည်ယူခွင့်ပြုထားပြီးဖြစ်ပေမဲ့အရှင်အားထက်ခိတ်ချေဖို့မပေးဆောင်နေရတယ်လို့သိရပါတယ်။စောက်ဆိုင်ကတိဆက်ပေးမှာပါ။ စစ်တပ်နဲ့ပြည်သူစစ်ဂိတ်တွေမှာကုန်ပစ္စည်းတွေခွင်တင်းကျထားတာကိုအခုအော်တိုဘာလအတွင်းမှာပဲပြန်လည်ဖြေလျှော့လိုက်တာဖြစ်ပြီးဆယ်ဝန်းကျင်မှရှိသေးရလို့ Energy Data ခံသူကမြင်ချနာတဲ့တင်ကျနေကိုပြောပါရယ်။ဒီစံတေကောင်လောင်ဘောလို့ချက်ပေးလို့မှာစတဲ့တခါတည်းကစစ်စစ်ရရှိတယ်ဒါပေမဲ့အခုကအရင်အထက်စာရင်တော့ဖြတ်လို့ရပြီးမော်ဘက်လည်းသွားလို့ရတယ်။ကားစီးရင်ပဲကချင်တွေကတိတ်အဆင်မပြေဘူး။ကချင်ပါလားဆိုပြီးအရင်မေးတော့ကချင်တွေကအသွားလာကြောက်တာပေါ့။ အသွားလာတတိထားပြီးသွားနေရတယ်။ကုန်ပစ္စည်းတွေတည်ယူခွင့်ရတယ်လို့ခရီးသည်တွေလည်းဖြတ်တန်းလို့ရပြီမဲ့ဂိတ်တွေမှာတော့ကုန်ပစ္စည်းတွေစစ်ဆေးတာနဲ့ကချင်လူမျိုးပါမှာပါမင်းများနာမျိုးရှိအားကြောင့်အသွားလာတတိထားနေရတယ်လို့လည်းပြောပါတယ်။ဒါပြင်ကုန်ဖြစ်စီတည်ယူခွင့်ကိုဘလို့ကန့်တတ်ထားသေးလဲဆိုတာအတိအကျမသိရပေမဲ့လက်တော်မှာတော့အဆန်စီတွေကအစတင်ဆောင်ခွင့်ရတယ်လို့အဝင်အထွက်လဲရနေတယ်လို့ဆိုပါရယ်အခုလိုကုန်ဖြစ်စီတည်ယူခွင့်တင်ကြပ်မှုကိုဖြေလျှော့လာပေမဲ့ ဂိတ်ကြီးတွေကတော့အရင်ကထပ်ပို့ဘေးဆောင်လာရပြီးစစ်တပ်ထိုင်တဲ့ဂိတ်မှာဂိတ်ကြီးပို့ပြီးဘေးဆောင်ရတယ်လို့တရားကြောင်းလည်းပြောပါတယ်တော့ tung go samkhong pram chu ga samsung chu အနည်းဆုံး2 3သိန်းခွဲတော့ပုံမှန်ပေးရတယ်လို့ပြောတယ်အရင်ကတက်တော့ပုံများတာပေါ့အရင်ကတော့အဲ့တလောက်တော့မပေးရဘူးစစ်တက်ဂိတ်လုံးတုံဂိတ်မှာအများဆုံးပေးရတယ်တချို့က3သိန်း5သိန်းပေးရတယ်ဒီသူစစ်ဂိတ်မှာလည်းပေးရတာပဲလုံးတုံကျေးရွာမှာရှိတဲ့စစ်တက်ဂိတ်မှာကားတစ်စီးကို3သိန်းခွဲပေးဆောင်ရပြီးရှမ်းနေပြည်သူစစ်ဂိတ်တွေမှာတော့ တမထရာမရှိပေမဲ့ခရီးစဉ်တလျှောက်ဂိတ်များတဲ့အတွက်စုစုပေါင်းကျပ်နှသိန်းကနေ3သိန်းဝန်းကျင်ကတော့ကုန်ကြရလို့သိရပါတယ်။အဲဒါကြောင့်မွန်ကြီးကနေအင်တော်ကြီးဒေတာထဲဝင်တဲ့ခရီးစဉ်တချောင်းမှာဂိတ်ကြီးအနေနဲ့ကျပ်4သိန်းကနေ5သိန်းလောက်ကုန်ကြနေရလို့ဆိုပါတယ်။အင်တော်ကြီးဒေတာအတွင်းကခြေရွာတချို့ကိုကချင်လွတ်လပ်ရေးတမတော် KIA ကတင်ပိုက်ထားပြီးမဲ့နတ်မွန်လုံတုံမိုင်းနှောင်းမမုံကိုင်းလိုနေရာတွေကိုတော့စစ်တပ်နဲ့ရှမ်းနေပြည်သူစစ်တွေကနေရာယူထားဆဲဖြစ်တယ်လို့သိရပါတယ်။ ကုန်ပစ္စည်းအဝင်ကန့်တမှုကိုပြီးခဲ့တဲ့ဇူလိုင်လလောက်ကဒေသတွင်းတိုက်ပွဲအခြေအနေတင်းမာခဲ့တဲ့နောက်စစ်တပ်နဲ့ပြည်သူစစ်ကိတ်တွေမှာတင်းကျပ်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။လက်တော်မှာတော့အင်းတော်ကြီးဒေသအတွင်းနှစ်ဖက်သားတိုက်ပွဲဖြစ်ပွားတာမရှိဘဲအခြေအနေငြိမ်သက်နေပေမဲ့ဒရုန်းနဲ့ပစ်ခတ်ကြတာမျိုးတော့ရှိရလို့သိရပါတယ်။ ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မြစ်နာတရင်ချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 3993တင်းနေတဲ့ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ကချင်ပြည်နယ်ပညာရေးဆောင်တက္ကသိုလ် KSCU ရဲ့စိတ်ပညာသိပ္ပံတက္ကသိုလ်2026ပညာသင်နှစ်အတွက်တောထဝင်းကွင်းလျှောက်ထားနိုင်သူတွေကိုအသိပေးကြေညာချပါတယ်။ထရိုဆာကတက်ဆက်ပေးမှာပါ။ ရှောက်လော်ရီကို2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ကနေ28ရက်နေ့အတွင်းရှောက်ထားနိုင်ပြီးတော့အများဆုံးလူဦးရေ90%သာလက်ခံမှာဖြစ်တယ်လို့ဝန်ခွင့်လူတွေနှုတ်ဖြင့်ဆက်မပွဲကိုဒီဇင်ဘာလဒုတိယပတ်ဆေးပညာသိပ္ပံတက္ကသိုလ်မှာလူကိုယ်တိုင်လာရောက်ဖြည့်ဆူရမယ်လို့ပြောဆိုထားပါတယ်။ရှောက်ထားလူတွေအနေနဲ့2025ခုနှစ် KED အခြေခံပညာအထက်သာအောင်မြင်ထားသူဖြစ်ရမှာဖြစ်ပြီးမြန်မာဘာသာရက်နဲ့ကချင်ဘာသာရက်မပါဘဲကျန်ဘာသာရက်တွေမှာတဘာသာချင်းရမှာ60 င်္ဂါမနဲ့အချက်ရရှိရမှာဖြစ်တယ်လို့ရရှိအမတ်စုစုပေါင်းဟာအနည်းဆုံး450မနဲ့အချက်ရရှိသူတွေသာရှောက်ထားရမှာဖြစ်ပါတယ် Basic Education Completion Assessment BCE လမ္မရရှိပြီးသူတွေကတော့သိပ္ပံတွင်းနဲ့အောင်မြင်ခဲ့သူတွေဖြစ်ရမှာဖြစ်ပြီးတင်ချဓာတုဗေဒယူပဗေဒနဲ့ဇီဝဗေဒဘာသာရပ်တို့မှာ ရမအစဉ် grade B ရရှိရမှာဖြစ်တယ်လို့မြန်မာစာနဲ့အင်္ဂလိပ်စာတို့မှာအနေဆုံးရမအစဉ် grade C1 ရရှိသူဖြစ်ရမယ်လို့ဆိုပါတယ်။ နိုင်ငံတကာအသိအမှတ်ပြုဆောင်ရေးပွဲတွေခြေက General Education Development GED ဖြစ်စွာအောင်မြင်သူတွေလဲလျှောက်ထားခွင့်ရှိပြီးတော့ပါတာရဲ့အားလုံးပေါအမှတ်650နဲ့အထက်ရရှိသူ ဖြစ်ရမှာပါဒါအပြင်နိုင်ငံတကာအသိအမှတ်ပြုဆောင်ရေးပွဲတစ်ခုဖြစ်တဲ့ International General Certificate of Secondary Education IGCSE တွေလဲလျှောက်ထားခွင့်ရှိပြီးပါတာရဲ့အားလုံး Grade B ရရှိသူဖြစ်ရမယ်လို့ဆိုပါတယ်လက်ရှိခေတ်ကိုထိန်းချုပ်နေပြီဖြစ်တဲ့ရခင်စစ်ကောင်စီအကြောင်းတွေကတက် တော်ဝင်တန်းအောင်မြင်ထားသူတွေနဲ့ KED ရဲ့အပြည့်အမှတ်ပြုခြင်းမခံရတဲ့ចောင်းတွေကအောင်မြင်ထားသူတွေကတော့ဆေးပညာသိပ္ပံတက္ကသိုလ်ကိုလုံးဝလျှောက်ထားခွင့်မပြုဘူးလို့လည်းဖော်ပြချပါတယ်။ကချင်ပြည်နယ်ပညာရေးဆောင်တက္ကသိုလ် KSCU ဟာအနာသိမ့်ပြီးနောက်ကချင်လူလက်ရအဖွဲ့အစည်း KAO ထင်းချုံရာဒေသလိုက်စားမြို့မှာဖွင့်လှစ်တည်ထောင်ချတဲ့တက္ကသိုလ်ဖြစ်ပြီးတက္ကသိုလ်6ခုဖွင့်လှစ်တင်ကြားနေတယ်လို့နိုင်ငံရဲ့ခြားကအစီအမင်းတက္ကသိုလ်အချို့နဲ့လည်း MOU ရေးထူထားတဲ့တက္ကသိုလ်ဖြစ်ပါတယ်။ ဖကန်ဒေတာကဂိုင်းဒင်းချုံရတရင်6ဘက်ကိုစစ်ကွန်မရှင်ကနေလေကြောင်းတိုက်ခိုက်မှုတွေခက်စစ်စစ်ပြုလုပ်လာပါတယ်။ကချင်လူလိုက်ရေးတမတော် GIA တမဟာကိုလှူရှာနေမည်ဖြစ်တဲ့ဖကန်ဒေတာကဂိုင်းတရင်6နေမည်ကိုမနေ့ညာ7နာရီခန့်ကစစ်ကွန်မရှင်တပ်ဟာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ စစ်ကောင်မရှင်တပ်ကဝိုင်ထွဲလီရင်နဲ့အချင်းလေးစိန်နီပါပုံချွေတက်ခိုက်ခဲ့ရလို့ကန်အင်းနဲ့နေဆက်တဲ့အမျိုးသားတူကမြချနာတရင်ကြောင်းနေကိုပြောပါရယ်အဲ training ပါအဟောင်းကိုခက်တယ် training ကိုအဟောင်းမှာကြတာလူမရှိဘူးအဲ့မှာဘယ်သူမှမတင်တော့ KA တပ်တွေရှိတဲ့နေရာမရှိဘူး KA စစ်တပ်ရှိတဲ့နေရာတွေကိုလေရင်ခေါ်ပြီးဘုံကျဲချတာတွေလုပ်နေတာဟုတ်တယ်ရှမကြီးရမရှိရေးစစ်ကော်မရှင်တပ်တွေကို KAQD ရဲ့ပူပေါင်းတပ်တွေက drone နဲ့စနေပါပုံသွားချီချတာတွေရှိရာကြောင့် ခုလိုပြုလုပ်နေတာဖြစ်တယ်လို့လည်းဆိုပါရယ်။စစ်ကောင်စီတပ်ကကံရီတပ်ရင်းနေမြေ69မနေ့ကလေးနေ့ပုံချေတက်ခိုက်ခဲ့ပြီးရဲ့နောက်ဖက်ကမျိုးပေါ်ပလေလေရင်ဝေးပြီးပြန်သွားတယ်လို့ဖက်ကန်ဒေတာခအမျိုးသားတူကမချနာတရင်ကြောင်းနေကိုပြောပါရယ်။တို့ချတာကဟိုတစ်ခါဖြစ်တဲ့တဝိုက်မှာပဲဟုတ်တယ်။မနေ့ညလည်းအချိန်ကြီးတော်တော်များတယ်။ထိခိုက်တာတော့မကြားရဘူး။အဲ့ဒီဘက်မှာပြစ်ချပြီးဖက်ကမျိုးပေါ်မှာလည်းတစ်ချက်ဝေးပြီးပြန်သွားတယ်။ ပြီးကြရအောင်တော့ဘာလ23ရက်နေ့ကလေကံရီတက်ရင်6နှစ်မြေဟောင်းကိုစစ်ကော်မရှင်ဘက်ကဝိုင်းထွေးလေးရင်နဲ့ပုံချတဲ့ခိုက်ခဲ့ပါရယ်မြေမြုံမိုင်းနဲ့အချားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်ကိုလက်အင်ကဆုံရှုံသွားရတဲ့သူတွေရဲ့အကြောင်းနဲ့မြေမြုံမိုင်းအနေရကိုဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်မြေမြုံမိုင်းအနေရမြေမြုံမိုင်းတွေကြောင့်ကိုလက်အင်ကဆုံရှုံသွားတဲ့သူတွေရဲ့အဖြစ်ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာနဲ့ သူတို့ကိုဘယ်လိုအကူအညီပေးနိုင်မလဲဘယ်လိုအကူအညီချပါမလဲမြေမြုံမိုင်းဆိုတာမြေကြီးထဲမှာမြုပ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတစ်ခုပါလူတရားဓမ္မမဟုတ်ရင်သစီဖြတ်သွားမိတဲ့အခါဖောက်ခွဲမှုဖြစ်ပြီးပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရနိုင်ပြီးတော့အတက်ကိုပါဆုံးရှုံးနိုင်ပါတယ်မြေမြုံမိုင်းကြောင့်ခြေတော်လက်ဓမ္မမဟုတ်တခြားကိုယ်လက်အင်္ဂါအစိတ်ပိုင်းတစ်ခုခုဆုံးရှုံးသွားတဲ့သူတွေဟာအသက်ရှင်နေမိမဲ့သူတို့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားတာပါ ထိခိုက်နေတာတွားရတဲ့သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံရမှုတွေကိုလည်းလေ့လာကြည့်ကြရအောင်သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာပြင်းထန်ပြီးတော့နာတာရှည်နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်လမ်းလျှောက်ဖို့မတက်ရက်ဖို့ခုံဖို့အရာဝတ္ထုတွေကိုစုပ်ကင်ဖို့ကစားဖို့ဓမ္မမဟုတ်လေးလံတဲ့အလုပ်တွေမှာလုပ်ကင်ဖို့စားတဲ့ရေရှည်လှုပ်ဆောင်မှုဆိုင်ရာအခက်အခဲတွေကိုဖြစ်ပေါ်စေရာတွေးရပါတယ်သူတို့ဟာလမ်းလျှောက်ဖို့အလုပ်လုပ်ဖို့နေ့စဉ်လှုပ်ရှားမှုတွေလုပ်ဖို့အခက်အခဲတွေကို စိန်ခေါ်မှုတရအနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကရောဘာတွေဖြစ်မလဲ။မြေမြုံမိုင်းကြောင့်ထိခိုက်ခံစားရတဲ့သူတွေဟာဆိုရင်စိတ်စိတ်တကြချင်းစိတ်တန်ရာနဲ့အခြားစိတ်ချမ်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ဒါအပြင်မြေမြုံမိုင်းကြောင့်ကိုလက်အင်ကာဆုံးရှုံးသွားရတဲ့လူအချို့ကသူတို့ရဲ့အခြေအနေကြောင့်လူအများကြီးမှမနေရဲပဲအထီးကျန်ဆန်နေတတ်ပါတယ်။ အိဆက်ချင်းဆိုင်ရာအခက်ခဲစိတ်ခံစားမှုပြောင်းလဲလာခြင်းအစာအသောက်ပြတ်ခြင်းအာယုံဆူးဆိုက်ဖို့ခက်ခဲခြင်းစတဲ့မတူညီတဲ့အဆင့်တွေနဲ့ကြုံတွေ့နိုင်ပါတယ်။အခုလိုမြင်မြုပ်မိုင်းတွေကြောင့်ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့သူတွေကိုခွဲခြားတာတွေမရှိဘဲတန်းတူအခွင့်အရေးပေးပြီးစာနာဖေးမရပါမယ်။မြင်မြုပ်မိုင်းတွေကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတဲ့သူတွေဟာတာမန်လူတွေထက်စိတ်ပိုင်းဆိုင်ရာပိုထိရှလွယ်သူတွေဖြစ်တဲ့အတွက်သူတို့ကိုတန်းတူညီမျှဆက်ဆံပေးပြီး စိတ်သက်ကိုထူထောင်နိုင်အောင်ကူညီပေးဖို့လိုအပ်ပါတယ်။စာနာနားလည်မှုပေးပါ။သူတို့ခံစားနေရတာတွေကို နားလည်ပြီးကျင်နာစွာဆက်ဆံပါ။သူတို့ရဲ့စိတ်တန်ရာကို စိတ်ရှိတီးခံစွာစာနာပေးပါ။စိတ်သက်ခွန်အားပေးပါ။အားပေးပါ။သူတို့ရဲ့စွမ်းအားတွေကိုအတိအမှတ်ပြုပါ။အနိုင်ကျင့်တာပြည့်ရဲ့ပြုတာမျိုးလုံးဝမလုပ်ပါနဲ့။အလုတ်ကိုင်းရနိုင်အောင်ကူညီပေးတာ၊တင် जा ပေးတာ၊နေထိုင်ရေးအတွက်အထောက်ပံ့ပေးတာတွေဟာ သူတို့ဘဝကိုနှောင်တမရှိအောင်ကူညီနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ဒီလိုဆိုရင်မြေမြုံမိုင်းအန္တရာယ်တွေကိုဘယ်လိုကြိုတင်ကာကွယ်ကြမလဲ။ကျွန်တော်တို့အန္တရာယ်ရှိတဲ့နေရာတွေကိုရှောင်ရပါမယ်။အရင်ကတိုက်ပွဲဖြစ်ပွားခဲ့ဘူးတဲ့နေရာ၊မိုင်းရှိသည့်ဆိုတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာ၊ဒါမှမဟုတ်တတိပိန်နမိတ်ပုံရှိတဲ့နေရာတွေကိုရှောင်ရပါမယ်။စစ်ဖြစ်ခဲ့ဘူးတဲ့ဒေတာဘုံပေါက်ကွဲဖူးတဲ့နေရာဒါမှမဟုတ်အန္တရာယ်ရှိသည်လို့ရေးထားတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာတွေကိုဘယ်တော့မှမတွားပါနဲ့။လမ်းကြောင်းတွေကိုပဲတွားပါ လူသွားများတဲ့လမ်းကားလမ်းဒါမှမဟုတ်လုံခြုံရေးတမတ်ထားတဲ့လမ်းကြောင်းတွေအတိုင်းပဲသွားပါလမ်းဘေးဒါမှမဟုတ်လေကွင်းသောဆက်တွေထဲကိုဘယ်တော့မှဖြတ်မလျှော့ပါနဲ့တတိထားเสียအရာတွေကိုဂရုစိုက်ပါ နေရာတကာဆွန့်ပစ်ထားတဲ့တန်တို့တန်ဆစစ်ပစ္စည်းဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုတွေ့ရင်လုံးဝမထိပါနဲ့အဲ့ဒါတွေဟာမြေမြုပ်မိုင်းဒါမှမဟုတ်ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့အမြဲတတိထားဆင်ခြင်နေရပါမယ်တတိပေးချက်တွေကိုနားထောင်ပါ ေတာဆိုင်ရာအာဏာပိုင်တွေနဲ့အန္တရာယ်ကင်းရေးအဖွဲ့အစည်းတွေကထုတ်ပြန်တဲ့သတိပေးချက်တွေကိုအမြဲတမ်းဂရုစိုက်နားထောင်ပါမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေပြန့်နှံ့တည်ရှိတဲ့နေရာမှာရောက်နေတယ်လို့တန်တရာရှိနေရင်လမ်းလျှောက်ချင်းမှာချက်ချင်းရပ်ပါလှုပ်ရှားမှုမပြုပါနဲ့တခြားသူတွေကိုအကွာအဝေးတစ်ခုမှနေစေပြီးကို့အနီးအနားကိုမလာဖို့တတိပေးပါမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုထိကိုင်းချင်းဒါမှမဟုတ်အနာချင်းကတ်တာတွေကိုမလုပ်ပါနဲ့ကိုယ့်ရဲ့အနောက်ဘက်ကိုဂရုတစိုက်တေးချကြည့်ပြီး ကိုယ့်ရဲ့ခြေလမ်းတိုင်းနောက်ကိုပြန်လှည့်ပါအနေရှိတဲ့နေရာရဲ့အကြောင်းကိုရွာခေါင်းဆောင်တွေနဲ့ရက်ရွာမှာလူတိများတဲ့ပုံကိုယ်တွေတငယ်ချင်းတွေမိသားစုနဲ့အခြားသူတွေကိုအတိပေးအကြောင်းကြားပြီးအခြားသူတွေကိုလည်းပြောပြဖို့တိုက်တွန်းပါဒီမြေမြုပ်မိုင်းတွေရဲ့အနေအထားဘာတွေလဲဆိုတော့မြေကြီးထဲမှာပုံကွယ်နေတာမျိုးမျက်စိနဲ့မြင်ဖို့ခက်ခဲပါတယ်ဒါအပြင်သူတို့ကိုဖျက်ဆီးမပစ်သေးတဲ့တွေနှစ်ပေါင်းများစွာအလုလုနေနိုင်ပါတယ်ဒီမြေမြုပ်မိုင်းတွေဟာကလေးတွေဆော့ကစားတဲ့နေရာလေယာဉ်မြေ ်လမ်းနဲ့တောနီးရအနီးမှာရှိနေတတ်တာမို့ဘသူမဆိုအနေရနဲ့ရင်ဆိုင်နိုင်ပါတယ်မြေမြုပ်မိုင်းတွေဟာတနာရီအတွင်းအသက်ဆုံးရှုံးစေသလိုတဘဝလုံးအပြောင်းအလဲဖြစ်စေတတ်ပါတယ်အနေရကိုတိပြီးရှောင်ကျဉ်နိုင်ဖို့ကာကွယ်နိုင်ဖို့ ကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်မြေချနာသတင်းချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရတဲ့အချိန် ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။